မင်္ဂလာပါရှင်ခတိတက်လီဝေရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမင်းမြစ်စခန်းမှာအစိုးရပြုံလာတည်ဆောင်ပြီးနောက်တိုင်းချောင်းဘက်ဆောက်ခွာသွားတဲ့စကားစာတွေကို AA ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ဆွဲသတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ် ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မြင်းပြင်ရေသာစခန်းမှာဝါဒပြန်တပ်ပုံရကိုနေစဉ်အေအေးရဲ့တိုက်ခိုက်မှုကြောင့်အစိုးရပြုံလိုက်တည်ဆုံပြီးနောက်တိုင်းချောင်းချင်းရွာဘက်သို့ဆုတ်ခွာလာတဲ့စစ်ကောင်စီတပ်သားတွေကအေအေးကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။ ပင်ခသည်နိုဝင်မာလာ၁၄ရက်နေ့မှာစက်ကောင်စီတပ်ဟာသူတို့ခြေကိုရယူထားတဲ့တိုင်ချောင်းကျွာကနေရေနံတောင်မြင်းမြင့်ကျွာဘက်ကိုအင်အားလုံးရင်းနေထိုးစစ်ဆင်လာတာကြောင့်အရခတ်တပ်တော်အေကယာယီဆုတ်ခွာပေးလိုက်ရပြီးမြင်းမြင့်ရေတာစခန်းမှာဝါရပြန့်မှုတပ်ပေါ်ရိုက်ကူနေတဲ့အချိန်မှာလက်နက်ကြီးနှလုံးနဲ့အေကပြစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ် လက်ရှိမှာတော့မင်းပြင်ကျွေးရကုန်အာရခတက်တော်အေအေကခြေကုန်နေရာယူထားကထိုးစစ်စင်တိုက်ခိုက်လာနေပြီးစစ်ကောင်စီတပ်သားတွေအားလည်းထိခိုက်ဒဏ်ရာတွေနဲ့အတူတိုင်းခြားကျွေးရဘက်ကိုပြန်လည်ဆုတ်ခွာမှုတွေရှိနေတယ်လို့သိရပါတယ်မင်းပြင်ကနေစစ်ကောင်စီတပ်သားတွေဆုတ်ခွာသွားကြတယ်လို့သိရပါတယ်။သူတို့ထိ ंछ ုတ်ထားတဲ့နေရာတွေကိုဆုတ်ခွာကြတာပုံ။အေအေကလည်းမင်းပြင်ကိုတော့ဒီအတိုင်းဆုတ်ခွာပြေးမှာတော့မဟုတ်ပါဘူး။မင်းပြင်ကနေဆုတ်လိုက်ရင်ကြောက်ဖြူကိုဝင်ရောက်မေးလမ်းကြောင်းကပိတ်သွားနိုင်ပါတယ်လို့ကြောက်ဖြူစီရဲ့သတင်းရှင်မြစ်ကပြောပါတယ်။ မင်းပြည်ကျွာကနေစုခွာသွားကြတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းအာရခတပ်တော်အင်းကြီးကရေနံတောင်ကျင်းရွာအနီးမှာဈာဖြတ်တိုက်ခတ်မှုတွေရှိနေပြီးတေဆုံထိခတ်မှုတွေရှိနေတယ်လို့လည်းကြားဖြူစီရဲ့သတင်းရှင်မြစ်ကဆက်ပြောပါတယ်။ကြားဖြူမြို့နယ်မှာအာရခတပ်တော်အင်းကြီးကအကြအဆုံနဲ့ပါအောင်သူတို့ထင်းကျုပ်ထားတဲ့နေရာတွေကိုစုခွာလိုက်ထိုးစစ်ဆင်တိုက်ခိုက်လိုက်စားတဲ့စီရင်နေပြူဟာကိုကျင့်သုံးနေတာဖြစ်တယ်လို့စီရင်လေးလာသူတွေကပြောပါတယ်။ ကျားဖြူမြွေနယ်မှာစက်ကောင်စီတပ်ကရွေးကောက်ပွဲမဖြစ်ဖြစ်အောင်နိုင်ဖို့အတွက်အေအေးတင်ထားတဲ့နေရာတွေကိုအင်အားလုံးရင်းနဲ့အသုံးပြုပြီးတော့တပ်စစ်ပုံစံနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်တယ်လို့စီဒီအမ်ဗိုလ်ကြီးစင်ရောကသုံးသပ်ပါတယ်။ကျားဖြူမှာတော့စစ်တပ်ဘက်ကတိုက်စစ်ပုံစံမျိုးတော်ဖြစ်သွားပါတယ်။မင်းပြင်းရတာစခန်းမှာသူတို့ဘက်ကနားသွားတာတော့ရှိတာပေါ့နော်။နာသွားတဲ့အတွက်လေကြောင်းတက်ခတ်မှုတွေနေပြည်တင်မတွေကတက်ခတ်မှုတွေပိုလုံလာတာကိုတွေ့ရပါတယ်စစ်တပ်ကတော့ရခိုင်မြို့နယ်တုံးကွန်းမှာရွေးကောက်ပွဲလုပ်ဖို့ကြေညာထားတာရှိပါတယ်ဆိုတော့ စစ်တွေကလည်းသူတို့ရွေးကောက်ပွဲတည်ကြပေါလုံးလို့ရမှာမန်အောင်ကလည်းဒီအတိုင်းပုံအဲ့ဒီသုံးမျိုးနဲ့မှစစ်တပ်ကရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်သွားမဲ့သဘောရှိတယ်။ဒါကြောင့်ကြောက်ဖြူမျိုးကိုဖိအားပေးတိုက်လာတာလို့စီရီယံပိုကြီးစင်ရွာကတုံ့တက်ပါတယ်။ကြောက်ဖြူမျိုးနယ်ကိုစက်ကောင်စီတပ်ကထိုးစစ်ဆင်လာတာကြောင့်အရင်ကစေဘေးဆောင်ဖို့လိုကင်းနေကြောက်ဖြူမျိုးနယ်မှာစက်တိန်တပြူတောင်တဖန်ကာဆိုင်ချောင်းတော်ပြင်းချောင်းပြချောင်းဝမြင်းပြစားတဲ့ကျင်းရွာတွေမှာဘေးလွတ်ရာနေရာတွေကိုစေဘေးတင်ဆောင်နေကြရတယ်လို့လည်းသိရပါဗျ။ မင်းမြင့်ကျင်းရွာဟာလင်းအာရခတတ်တော်အေးတင်ထားတဲ့ရံပြဲမျိုးနဲ့နိကတ်သားကြောင့်အာရခတတ်တော်အေးဟာအဆိုပါကျင်းရွာနီနာတွေကိုအခိုင်အမာကာကွယ်သွားနိုင်တယ်လို့လဲစစ်ရဲတရင်ချင်းမြစ်တွေကပြောပါတယ်။ဆက်လက်ပြီးမန္တလေးတိုင်းမရေယာစင်ကူမျိုးနဲ့အဆက်ထိစစ်တပ်ရောက်ရှိသက်ဆွဲနေဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မန္တလေးမြို့မြောက်ဘက်မရယာနေစင်ကူးနယ်တပိတ်ကျင်းတို့မှာတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးလူဦးရေတိမ်နဲ့ချီ၍စစ်ဘေးတင်နေကြကအခက်အခဲများစွာဖြစ်ပေါ်နေပါတယ်။ မြန်မာနိုင်ငံအလဲပိုင်းမန္တလေးတိုင်းမရရမြို့နယ်အများစုတိမ်ပိုက်ထားသည့်စစ်တပ်ကမရရစင်ကုနယ်အထူးရောက်ရှိလာပြီးတက်ဆွဲထားတာကြောင့်ထိုနယ်နှစ်ခုမှာဒေသခံအများအပြားထွက်ပြေးသိမ်းဆောင်နေကြရပါတယ်ဇမနင်းနိုဝင်မလာမစတင်ခဲ့တဲ့မရရတံပြန်ထုတ်စင်မှာစစ်ကောင်မရှင်တပ်ကလူလက်နဲ့နေပညာအင်အားအသာစင်းဖြင့်အနောက်ခြမ်းအရှေ့ခြမ်းတို့ကိုပြန်လည်ထိန်းချုပ်ပြီးနောက်ယခုနှစ်အောက်တိုဘာလ23ရက်နေ့မှစတင်၍မြို့နယ်များဘက်ကိုထိုးပေါက်လာပါတယ်။၎င်းနောက်နိုဝင်ဘာလပထမပတ်မှာ မရရမျိုးမြောက်ဘတ်လေးမှန်ကျော်အကွာတန်ငါတယ်မြောက်ရွာအနီးဒီစစ်ကောင်မရှင်တပ်အချုပ်ဝင်ရောက်လာတာကြောင့်တော်လရင်တပ်များကစုခွာခုခံခဲ့ရပါတယ်။ထိုမှတစဉ်တန်ငါချောင်းကိုဖျက်ခုထားသည့်တန်ငါတရာဤမြောက်ဘတ်သုံးမှန်ခန့်အကွာရေနံသာရွာအနီးဒီစစ်တပ်ကယခုရပိုင်ရောက်ရှိလာခြင်းဖြစ်ပါတယ်။ထိုနေရာသည်စင်ကူနယ်ပန်းတင်ရွာနှင့်ခုနှစ်မှန်ကျော်ခန့်နာဝေပါတယ်။မရရစင်ကူလမ်းမော်ရှိရင်တရာကျေးရွာစာတင်ကျောင်းနဲ့ရွာထိပ်မှာစတက်ကဝင်ရောက်တက်ဆွဲထားပြီးတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းမရရမျိုးမစီရဲ့သတင်းရှင်မြစ်ကပြောပါရင် နိုဝင်ဘာလ14ရက်နေ့ကရေနသာနာပြကတ်မှုမှာသူတို့စစ်တပ်အထင်အားတဲ့လက်နက်ကြီးတွေထိပြီးအတေအပြောင်းနေအသူအပြက်တွေများတယ်လို့၎င်းကပြောပါတယ်။လက်ရှိမှာထိုကျေးရွာအနီးစီးရဲပြင်းထန်နေတယ်လို့သိရပြီးအသေးစိတ်အခြေအနေကိုတော့မသိရသေးပါဘူး။စစ်တပ်ကပုံနီးကလာတာကြောင့်မရေအမြောက်ဘက်မှဒေသခံများအပြင်စင်ကူးဘက်မှဒေသခံများလည်းထွက်ပြေးနေကြကြောင်းအထက်ပါစီးရဲတရင်ရှင်မြက်ကပြောပါတယ်။ စင်ကူးဘတ်ချန်ကလည်းတော်တော်များများပြေးကြတဲ့လက်ရှိစင်ကူးဘတ်ကိုဥတည်နေတော့တိုက်ပွဲကတော့ဆက်ပြင်းထန်နေတယ်လို့မရရမျိုးမှစီရဲတရင်ချင်းမြစ်ကပြောပါတယ်လက်တလုံးမှာစင်ကူးတပေချင်းမိုးကုတ်လန်းပေါ်တို့ထုတ်စစ်စနေသည့်စစ်တပ်စစ်ကြောင်းနှင့်ဖော်တော်လန်းစုံအနီးကျွော်များမှတိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်လို့သိရပါတယ်။တိုက်ပွဲခြေနေများနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိနိုင်ရန်ထိုဒေသများမှစီရေလှူဆောင်နေသည့်ဖြစ်ဒုက္ခကွင်းရဲ့တပ်မတော်မန္တလေး MDY PDFE ပြောရေးစုခွင့်ရှိသူတန်းဆက်တွေ့ထားပြီးမြေ တုံ့ပြန်ချက်မရရှိသေးပါဘူး။စစ်ကူမျိုးနယ်မှာစစ်ရဲတရင်ချင်းမြေတအူကလည်းစစ်ကောင်စီတပ်ကစစ်ကူမျိုးနယ်ဘက်သို့လေကြောင်းတိုက်ခတ်မှုများပုံမပြုလုပ်လျက်ရှိတယ်လို့ပြောပါတယ်။လက်ရှိမှာတော့ဒီဘက်ကတော့တိုးတိုးပြီးတော့လာတယ်။လက်စင်ကြီးဘက်ကပြတ်မှတ်ထားနေတယ်။အုတ်ကန်ဘက်ကလည်းလေရင်ကျက်နေတယ်လို့၎င်းမျိုးသားကပြောပါတယ်။ မရရစင်ကိုတပိတ်ချင်းစသည်သုံးမြို့နယ်မှာတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးထိုဒေသများမှာလူဦးရေသိမ်းနှက်ခြင်းသည်အရာဝတီမြို့ကိုဖျက်ကူးကာအနောက်ထံစကိုင်းတိုင်းအတွင်အများဆုံးထွက်ပြေးကြကြောင်းအခက်အခဲများဖြစ်ပေါ်နေကြောင်းစစ်ဆောင်ကူညီရေးအဖွဲ့စီရေးတရင်ချင်းမြင့်များနှင့်ဒေသခံများထံမှသိရှိရပါသည် အကုံနီးစရာတော်တွင်တောင်းတွင်တင်းဆောင်ကြတဲ့ဝက်လက်သူစကိုင်းတို့ဘက်ကိုထွက်ပြေးကြတဲ့မျိုးပြကိုဆောင်မိုးကလုံကြုံရေးကစားလို့အခက်ခဲပေါ်များကြတဲ့အရေးအတွက်ကသုံးမျိုးနယ်လုံးဆိုတော့လူဦးရေကတိမ့်နဲ့ချေပါတယ်လို့မရရမျိုးကမျိုးသမီးတအူးကဆိုပါတယ်ဒုက္ခတွေများပါတယ်စာနယ်ရိက္ခာအတိကလူအပ်တာပုံနောက်တော်တွေတောင်းတွေတဲ့ဆောင်းနေရသူတွေဇာတိဥရုကစောင်းရာတိကြပြီဆိုတော့အနှွေးတဲ့ဆောင်းစတာတွေလိုတဲ့အသက်ကြီးတဲ့ကလေးငယ်တွေလည်းပါကြတော့လေလို့ထိုအမျိုးသမီးကဆက်ပြောပါတယ် ဂျမန်နေအတွင်းတော်လန်ရေးတပ်များကတိမိုက်ခဲ့သည့်တပိတ်ချင်းမြို့နယ်ကိုလက်လွတ်လိုက်ရပြီးနယ်မြေအများစုတင်ထားသည့်မယ်ဒရာကိုလည်းလက်လွတ်ရလို့နေပါဖြစ်နေကထိုမျိုးနှမျိုးကြားမှာစင်ကူးတည်လေးစီရေးချင်းချောက်ခံနေရပါသည်စင်ကူမြို့တီမန္တလေးမိုးကုတ်လမ်းမကြီးပေါ်မှာတည်ရှိပြီးစိုက်ပျိုးရေးနဲ့ရွှေတူဖော်ရေးလုပ်ငန်းများနဲ့အတံမွေးချသည့်ဒေသဖြစ်ပြီး2024ခုနှစ်ဇူလိုင်လအတွင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MD1 PDF ကတိမ်မိုက်ထားခြင်းဖြစ်ပါသည် စင်ကူးမြို့နယ်အနီးထိတက်လာသည့်စစ်တပ်ကစင်ကူးနယ်အတွင်းယခုလမှလေကြောင်းတိုက်ခတ်မှုများခက်ဆစ်ဆဲလှုပ်လာပါသည်။အထူးသဖြင့်မရေယာစစ်ဆောင်အများစုလာရောက်ခိုလုံသည့်စင်ကူးချင်းရွာများစာတင်ကြောင်းများကိုပြစ်မှတ်ထားတိုက်ခတ်မှုများပြုလုပ်ခဲ့ပါသည်။စင်ကူးမြို့နယ်မှာလဲကျင်းရွာမှာနှဝင်မလာ၁၂ရက်နေ့ကစစ်ဆောင်များခုံလုံးတိစာတင်ကြားပုံကျဲခံရပြီးစစ်ဆောင်ပြည်သူ၅ဦးတိဆုံသွားပြီး၅ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။နှဝင်မလာ၇ရက်နေ့ကလည်းစင်ကူးမြို့နယ်မှာစစ်ဆောင်များခုံလုံးနေသည့်ရွှေပြည်ရဲထက်တန်းချောင်းကို ။ဒေရင်ဖြစ်ချောင်းတိမ်တံမနေပုံကျဲတိုက်ခိုက်ခဲ့ရာကလင်းငယ်များအပါအဝင်သုံးဦးတက်မနေထိခိုက်ဒိဆုံးတင်ရရခဲ့ပါသည်။ထို့စာတင်ကြောင်းမှာဒေတာရင်းပြင်းထန်နေသည့်တိုက်ပွဲများကြောင့်ဆစ်ဆောင်စားရသည့်မရေအမျိုးနှင့်အစီပိုင်းမှဒေတာကန်တရားခန့်ယာယီခေါ်လုံးနေထိုင်ကြခြင်းဖြစ်ပါသည်။ရှင်နေကစင်ကူးမြို့နယ်ရွှေပြည်ညံကုန်းနယ်ရွှေပန်းတော်ကျင်းရွာများကိုလေကြောင်းမှပုံကျတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ဆောင်များရှိသည့်ရွှေပြည်ကျင်းရွာမှာအထိအခိုက်အများဆုံးဖြစ်ပါသည်။ စစ်ကောင်စီကစေဘေးဆောင်များကိုပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့စေဘေးဆောင်များကိုအကူအညီပေးနေသည့်အထက်ပါမရေအမျိုးကံအမျိုးသမီးတဦးကဆိုပါတယ်တစ်ဆောင်တွေကိုပိုပြစ်မှတ်ထားနေတာအတိအကျကြီးပဲလေစေဘေးဆောင်တွေရှိတဲ့များနေရာတွေအဆောက်အအုံတွေတိတိယက်နဲ့လိုက်ကျက်တက်ပြန်နေတာပဲသူတို့ထင်းချုံမျိုးတွေကိုမဆောင်ချလို့ပိုပြစ်မှတ်ထားတာလို့မှတ်ချက်ပေးပါတယ်ပီကနီနိုဝင်မာလာ၁၀ရက်နေ့နဲ့၁၇ရက်ကလည်း အေယာဝတီမြစ်တပ်ဖက်ကန်စီစီရေပြင်းထန်နေသည့်မန္တလေးတိုင်းမရေယာစင်ကုနယ်ဒေဝေချင်းမြို့နယ်ဒေသခံများဆေးရဆောင်လာကြသည့်လမ်းကြောင်းပေါ်မှာရှိသည့်ခင်ဦးမြို့နယ်မှာကျောင်းငယ်လေးတစ်ခုလေကြောင်းမှပုံကျဲခံရပါသည်လေရင်ဖြင့်နေရက်ဆက်ပုံကျက်တက်ခိုက်ခဲ့တဲ့အတွက်ပောက်အိုင်အမြင့်စီထိုးရမှအမျိုးသမီးတအုပ်သေဆုံးပြီးလေဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကော်မရှင်ကလာမယ့်ဒီဇင်ဘာလကုန်ပိုင်းကျန်းမာမိရွေးကောက်ပွဲမှာ၎င်းတို့စေဆောင်ထားသည့်မရရစင်ကူဒေဝချင်းမျိုးနယ်များကိုပေါင်းရွေးကောက်ပွဲကျန်းမာမိဟုကြွကြော်ထားပြီးထိုဒေသများကိုအပြင်းအထန်ထိုးစစ်ဆင်လျက်ရှိပါသေးရှင်။